။ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်လဲကျမကြီးကမကောင်းရကြရပေါ့နော်။ငရင်တန်လဲခံလဲရတဲ့အတွက်ကိုကျွန်တော်မှလည်းဤနောက်နောက်ကြီးဖြစ်နေပေါ့နော်။အဲအဲလိုဤနောက်နောက်ဖြစ်တဲ့အပြင်ကိုကျွန်တော်ပြီးခဲ့ပတ်ကကျွန်တော်အဲလိုကျမကြီးနှစ်ခုကြောင်းလဲအပါဝင်ပေါ့နော်။ကျွန်တော်တကယ်ဟိုဟာအားလုံးဟာငရင်တန်ကြောင့်စိတ်စိတ်တော့ကရောက်နေခြင်းမှာကျွန်တော်ကဒီဟာကြီးကိုတင်ပြီးတော့ကျွန်တော်မလုပ်ချင်ဘူးမလုပ်ချင်တဲ့အတွက်ကျွန်တော်လုံးဝတပတ်လုံးလုံးနားခဲ့တယ်ပေါ့နော် နားခဲ့တယ်ကျွန်တော်ရဲ့ကျမ်းမာရေးကြောင့်လည်းပါသလိုအဲ့ဒီဟိုကငတင်တိုင်းကြီးကြောင့်လည်းကျွန်တော်နားခဲ့တာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် Piper group မှာတော့ခုနအဖွဲ့ဝင်ထားကြတဲ့လူတွေအတွက်ကိုတော့ကျွန်တော်မဖြစ်မနေလုပ်ပေးရတယ်ပေါ့နော်ကဲအခုတော့ကျွန်တော်ဒီအခုလည်းကျွန်တော်မတင်ရင်သေးဘူးဗျာဘာလို့လဲဆိုတော့အားလုံးကစိတ်တော့ကရောက်နေတဲ့အချိန်မှာကျွန်တော်မလုပ်ချင်ဘူးဒါပေမဲ့လည်း Piper မှာတော်တော်များများလာပြီးတော့

4400ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ခဲ့တဲ့နီးလေးတွေကတော့ရှေ့နီးဟောင်းလေးတွေပါပဲเนาะမှန်နေတယ်ခိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဆက်ပြီးတော့တွက်ချင်းဖြစ်တဲ့နော်တော်တော်ကြီးကြာမှဒီချိန်လောက်ပြတ်တက်တဲ့တွင်နီးတွေဆိုတော့ကျွန်တော်ထက်ခါထက်ခါပြောပေါင်းနေတယ်များတယ်အားလုံးလည်းကြည်နေပါပြီเนาะကဲတော့ဒါတော့ဘယ်လိုတွက်တယ်လဲဆိုတော့ခါကျဒီ6ကဲတဲ့ဒီ8ကဲပေါင်း၄ဒီ၄နဲ့ပေါင်းတော့8ပါတဲ့เนาะ8 ရှစ်ရပါဝါ3ရှစ်ရနခက်က1 8 3ဆိုတဲ့အကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ထွက်မထွက်တစ်ချက်ကြည့်လိုက်ရအောင်အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့နှစ်ရှစ်တဲ့ဟောနှစ်ရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်တစ်ချောက်တဲ့တစ်ချောက်မှာလည်းတစ်တလုံးထိပြီးတော့ညာဝမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကျွန်တော်တို့ပြန်တွေ့ပါမယ် ခွန်တတိချောက်ကိုကိုငါချောက်ကိုကိုငါချောက်ရှိရှိကိုကိုရှိရှိကိုကိုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျာအဲ့ဒါကိုတွက်မယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီတက်ကေဒီငါရဲ့ပေါင်း6ဒီရှင်းနဲ့ပေါင်းတော့4ပါတဲ့လေ4ရဲ့ပါဝါကို4ရဲ့နှက်ခက်က2 4 9ဆိုတော့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့နော် ဒီပင်မှာထွက်ရမယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲကြည့်တဲ့ရအောင်6နှစ်6နှစ်တဲ့ဟော6နှစ်မှာနှစ်တုံးထိပြီးအောင်ခဲ့ပါတယ်4ရှစ်တဲ့4ရှစ်မှာလဲကျွန်တော်တို့4တုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပြန်ပါတယ်ဗျဒါနောက်ဒီပြန်တွက်ပါမယ်ခွန်8 3 5ခွန်8 3 5 6 5 2 6 6 5 2 6 3311 3311 3311ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၈ကဲဒီ၂ကဲပေါင်းတော့3ည3ညနဲ့3နဲ့ပေါင်းတော့3ပါတဲ့3ရဲ့ပါဝါ8 3ရဲ့2ခက်က5 3 5ဆိုရယ်ကီ3လုံးဒီအပြင်မှာရပါတယ်တဲ့အဲ့3 5ဆိုတာကျွန်တော်ထွက်သွားမသွားကျွန်တော်ကြည့်လိုက်ရအောင်အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့18 18မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ် ၄၆၄၆မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျဒီလိုကျွန်တော်ကီးနီးတွေကကျွန်တော်ခဏခဏတွက်ပြပေးထားတာပဲเนาะကျွန်တော်ဗိုက်ပါမှာလာလာမေးကြတယ်အာကျွန်တော်လည်းအဲ့ဗိုက်ပါ group တမားတွေလောက်ပဲပေါ့เนาะဗိုက်ပါ group ဆိုတာလည်းကျွန်တော်ကျန်တာတွေမဟုတ်ပါဘူးသူကတော့ဟိုတပတ်စာပတ်သီးပေါ့เนาะကတ်ယူတဲ့လူတွေကိုပဲကျွန်တော်အဲ့မှာလုပ်ပေးနိုင်တယ်ပေါ့เนาะကျန်တာတွေကကျွန်တော်လည်းကျမိုင်းမကောင်းတာရောစိတ်မရှင်လန်းတာတွေရောကျွန်တော်မလုပ်ပေးနိုင်ဘူး အဲအဲ့တော့နီးတွေကျွန်တော်တို့ဒီမှာကီးတွေဟွာတွေလာပြောတယ်ဗျာကျွန်တော်အဲ့အရာကြီးထိုင်မတွက်နိုင်ဘူးနော်အဲ့အဲ့တော့ကျွန်တော်နီးလေးတွေကိုယူထားပါနော်ပြီးတော့ကျွန်တော်မတွက်နိုင်တဲ့ခါကျတွက်ကြပါတချို့ဆိုယူထားလို့ကျွန်တော်အရင်တော့ကျွန်တော် view ကိုတားတက်တယ်အဲအခုကျတော့ကျွန်တော်နီးတွေပြီးတော့နီးတွေရရရရပါတချို့ဆိုကျွန်တော်လာတော့ဝင်ပြီးအာမပြေတော့ဘူးပေါ့နော် view တွေတားကြတာတွေ့ရတယ်ဘာပဲဖြစ်ဖြစ်ဟိုအဆင်ပြေရင်ကျင်းတတ်ပါတယ်နော်အဲ3966တဲ့နောက်တစ်ခါ3926 2635နှိ2635ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6ရဲ5ရဲပေါင်း4 4နဲ့6နဲ့ပေါင်း3ည3ညရဲ့ပါဝါ5 3ညရဲ့နှက်ခက်ကခွန်3ည5ခွန်ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်ခွန်နဲ့ခွန်ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ် လေးခွန်နဲ့လေးခွန်မှာလဲခွန်တစ်လုံးမဲ့ထပ်တည်ပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲနောက်တစ်ပြင်ကိုတွက်ပါမယ်ကို9သုံးနှစ်ကို9 3နှစ်3 6 3 6 1ခွန်8 4 1ခွန်8 လေးတဲ့ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့လိုထွက်ထွက်ထားတာကိုကျွန်တော်တွက်မယ်ဆိုရင်9ရဲ့6ရဲ့ပေါင်းတော့1 1နဲ့8နဲ့ပေါင်းတော့9 9ရဲ့ပါဝါ4 9ရဲ့နှက်ခတ်က6 9 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရခါကြတော့4နှစ်တဲ့4နှစ်မှာ4တလုံးထိပြီးအောင်ခဲ့ပါတယ်6 8 6ရှစ်မှာလည်း6တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပြန်ပါလေဗျ။ကဲနောက်ပြန်တော့တက်ပါမယ်။ နေ6 3 4 2 6 3 4နှစ်တုံညခွန်တော့နှစ်တုံညခွန်တော့6 1 6 2 6 1 6 2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ6ရဲ့ဒီခွန်ရဲ့ပေါင်းတော့3 3 1နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့ပါဝါကို4ရဲ့နှက်ခက်က2 4ကို2ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ ဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့6နှစ်တော့6နှစ်မှာ6ရက်နှစ်ကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်တစ်ခွန်နဲ့တစ်ခွန်မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျအဲနောက်ဒီဘုံတွေ့ပါမယ်ကိုရှိတေတော့ကိုရှိတေတော့တေတော့နေ363နေ363 9536ခွန်9536ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ6ကဲဒီ6ကဲပေါင်း4ဒီ9နဲ့ပေါင်းတော့9ပါတဲ့ကို9ရဲ့ပါပါ4 9ရဲ့နှက်ခက်ခက်6 9 4 6ဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3ညခွန်နဲ့မအောင်ပါဘူးဗျ68တဲ့68မှာတော့ကျွန်တော်6ဒုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ ဲနောက်တစ်ပြုံးတက်ပါမယ်ခွန်လေး3ည5 3ည3 3ည ඔබ ကဒီဘက်ကကျွန်တော်တို့မထွက်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့အဲ့မှာဆက်ရကနန်းနေတဲ့ချိုက5 3နဲ့ကစားတာရှိပါတယ်5 3နဲ့ကစားတာတွေကတော့ကျွန်တော်တို့ငါသုံးကိုကျွန်တော်ဟိုမှာဘလို့မကြောက်ပေးခဲ့တဲ့အခါမှာအပြက်ထားကိုတွေးတဲ့အတွက်ကျွန်တော်ကအားမရှိ မထဲတော့ပါဘူးเนาะဘာဖြစ်လို့ဆိုဒီလိုဟားသွားတဲ့အခါမှာဟိုးအရင်ရှေ့တွေမှာလည်းရှိခဲ့ဘူးပါလေเนาะအဲ့လိုဟားသွားရင်ဘယ်လိုတွက်တယ်လဲဆိုတာမှတ်မိအောင်လေကျွန်တော်ဒီကောင်လေးကိုထည့်မတွက်တော့ဘူးဒီတိုင်းမဲ့တွက်ပြမယ်เนาะမှန်လည်းမှန်ပါလေเนาะအဲ့တော့၄၃ည၃ည၉တုံညရတယ်အဲ့ဒီတော့ကျွန်တော်တို့တွက်မယ်တွက်မယ်ဆိုရခါကျဒီ၄ရယ်ဒီမှာပေါင်းရမှာကမရှိဘူးမရှိတဲ့အခါကျဒီကောင်နဲ့ဆက်ပေါင်းလိုက်မယ်เนาะ၄နဲ့၃ညနဲ့ပေါင်းတော့၄ပါပဲတဲ့เนาะ၄၄၄၄ပါပါက၉၄ရဲ့နှစ်ခက်ကနှစ် ကို၄ကို2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲရက်ပြက်ရှိတာတောင်မှန်းရလားကျွန်တော်တို့တစ်ချက်ကြည့်မယ်အဲ့မှာ၃တုံညာတဲ့မအောင်ပါဘူး2တည်းတဲ့ဟော2တည်းမှာကျွန်တော်2တလုံးထိပြီးအောင်ခဲ့တာကိုအမျိုးလိုတွေ့ရမှာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်အဲ့လိုဆက်မှန်နေရင်ဒီဖြစ်တဲ့အတွက်ကျွန်တော်တို့တနင်္လာနေ့အတွက်ကီးလေးထုတ်လိုက်ရအောင်6962 6962 43 43 44 နရကအချောင်းကတိချောင်းဆိုပြီးကျွန်တော်တို့ကျွန်တော်ဒီလိုမျိုးဖတ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီခွန်ရဲဒီတက်ကပေါင်းတော့၈ဒီ9နဲ့ပေါင်းတော့ကျွန်တော်တို့3ပါတဲ့3ရဲ့ပါဝါ၈3ရဲ့နှခက်က9 3 5ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်လေကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားရအောင်เนาะကီးထိတ်ဆိုတာကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်မတွက်နဲ့ဟိုတင်းမပေးနိုင်တဲ့အပတ်ဒီမှာကျွန်တော်တို့နှစ်ချိန်သားမကြည့်ပြတ်ပါရဲ့ဗျာเนาะကျန်တာတွေကတော့ကျွန်တော်တို့ ကီးအနေနဲ့တရက်မှန်ပြီးကျန်တာရောထိတ်အနေနဲ့မှန်ခဲ့ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကီးထိတ်ဒီတစ်ပတ်ဒီတနင်္လာနေ့အတွက်ကီးထိတ်ကတော့ကျွန်တော်တို့3 5ရှိပါတဲ့ခုနကီးရိုးရွာ385 385အဲ့တော့တူနေပြီတဲ့တူနေတဲ့အတွက်ကျွန်တော်တို့ဒီလိုကတ်မယ်ဆိုရင်33တို့เนาะနောက်တစ်ခါ88တို့35တို့85တို့ဒါပဲကျွန်တော်တို့ရမှာเนาะ အဲ့တော့ကျွန်တော်ကဘရိတ်နဲ့ကပ်မယ်တဲ့နော်ဘရိတ်ကလည်းပြီးခဲ့တဲ့ပတ်ကလေးတွေမှန်ပါလေဗျနော်ကျွန်တော်ဟိုပိုက်ပါမှာပြီးနေတာဗောနော်တစ်ခွန်6နှစ်တဲ့နော်တစ်ခွန်6နှစ်6နှစ်မှာတစ်ခွန်ကကျွန်တော်တို့ main brake ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကဲကောင်းပြီကျွန်တော်တို့ brake လေးနဲ့ပဲကပ်မယ်ဆိုရင်ကပ်လိုက်စီကြည့်လိုက်အောင်38 3တုံးကို tip brake ဖြစ်အောင်38 3ကို con brake ဖြစ်အောင်34 3ကို6 brake ဖြစ်အောင်33 သုံးကိုနှစ်ပြိဖြစ်အောင်သုံးကိုငါးကိုတစ်ပြိဖြစ်အောင်ငါးခြောက်ငါးကိုငါနှစ်ငါးကိုခြောက်ပြိဖြစ်အောင်ငါးတငါ့ကိုနှစ်ပြိဖြစ်အောင်ငါးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ရပါတယ်နောက်က၈ကို၈ကိုတစ်ပြိဖြစ်အောင်၈၃၈ကိုခွန်ပြိဖြစ်အောင်၈ကို၈ကို၆ပြိဖြစ်အောင်၈၈၈ကိုနှစ်ပြိဖြစ်အောင်၈၄၈လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာမှ ကျွန်တော်တို့က main ပရိတ်နဲ့ထိတာလေးတွေကိုလိုက်ထုတ်လိုက်မယ် main ပရိတ်နဲ့ထိတာက38345256ဆိုပြီးတော့ဒီလိုမျိုးရတယ်เนาะ73ကတော့ကျွန်တော်ပြန်မထည့်တာပုံမှန်ရှိပြီးသားမလို့เนาะအဲ့တော့ရှင်းသုံးပြီး38ပါဆိုရဲတည်နေတဲ့အတွက်မထည့်တော့တာเนาะအဲ့တော့ကျွန်တော်တို့ခုနရထားတဲ့ဒီဟာလေးတွေထုတ်ကြည့်လိုက်မယ်အောက်မှာတက်တက်ရေးလိုက်မယ်เนาะ38 3 4 ငါးခြောက်ငါးနှစ်ရှစ်ကိုဆိုဒီလိုမျိုးထွက်လာပါတယ်နော်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ပေါ့နော်အဲ့ငါးကွက်ထွက်လာတဲ့အခါကျတော့အဲ့ငါးကွက်ထဲမှာမှာကျွန်တော်တို့တင်ကြမ်းလေးနဲ့နည်းနည်းစဉ်းစားကြည့်ကြည့်နေအဲ့တော့စဉ်းစားမှာဆိုကျွန်တော်ဘာနဲ့စဉ်းစားမလဲဆိုတဲ့အခါကျတော့အဲဘာနဲ့စဉ်းစားမလဲဆိုတဲ့အခါကျတော့တန်းလေးဟိုအပေါ်တလုံးအောက်တလုံးပေါ့နော်အဲ့တန်းလေးကဆိုပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့၃ချိန်လောက်အထိမှန်ခဲ့တယ်နော် တချို့ဆိုရင်အဲ့ဒီညီစည်းတယောက်ဆိုရင်အဲ့ဒီ20လေးကိုမှတ်ထားအမှတ်ထားပြီးပိုက်ပါမှာတော့မှသူကလာပြီးတော့ပိုက်ပါသူတို့သမားတွေမေးတာကိုကျွန်တော်မဖြေနိုင်တဲ့အချိန်မှာသူဝင်ဖြေပေးတယ်ပေါ့နော်အဲ့တော့20လေးမှတ်ထားရင်တော့အဆင်ပြေပါတယ်နော်အဲ့တော့ဒီတစ်ပတ်အပေါ်တန်းအောက်တန်းဘာလဲဆိုတော့အဲ့ခါကျတော့4 2 9 3ညဆိုတဲ့အပေါ်တန်းနဲ့တဲ့အောက်တန်းက6 8 8 3ဆိုတဲ့ဟာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့ဒီမှာမှဒီတန်းနဲ့မြန်ကိုက်ညီတာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဟာဒီမှာ 34 34ဆိုတာပဲရှိတယ်38ကျတော့ out down နဲ့ဖြစ်တယ်96မရှိဘူး9နဲ့မရှိဘူး89မရှိဘူးပေါ့နော်အဲ့တော့ဒီကောင်နဲ့တက်ကညီတာက34ဆိုတဲ့ပေါက်ထဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့က34တပေါက်ထဲကအာရှိပါမလားဆိုပြီးကျွန်တော်ထပ်ချိန်တဲ့အခါကျတော့နှစ်ခွန်လို့ break တစ်ဟိုကနော်ကျွန်တော်နောက်ဆုံးနေ့တစ်ချောက်လို့ထွက်တာတစ်ချောက်လို့ထွက်တာအဲ့အတွက်နှစ်ခွန် break အခွန် break ပေါ့နော်ခွန် break ဖြစ်တဲ့အတွက်ခွန်နှစ် break လို့ ကြပြီးသွားတာ ਨੇ တဲ့2.4ကိုဆိုရယ် break ကလည်းကျွန်တော်တို့3ရက်အတွင်းမှာကတ်ပါလာမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်2.4ကို2.4ကိုဆိုရယ် break ကလည်းရှိတယ်ဆိုတဲ့အခါကျဒီ34ဒီခွန် break နဲ့သွားကိုက်ညီတယ်နော်ဒီမှာတဲ့အဲ့တော့နှစ်ခွန်ပရိတ်ကိုလိုရမယ့်အထိုက်ရမယ်ဆို52တို့89တို့ကလည်းအထိုက်လျောက်တော့ကောင်းနေတယ်နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေကိုအကြိုက်တူရင်တော့ယူပေါ့နော်ကျွန်တော်ကတော့34ကို တနင်္လာနေ့အတွက်အကြိုက်ဆုံးအနေနဲ့ကစားမှာဖြစ်ပါတယ်။ကျန်တဲ့9နှစ်တို့ရှစ်ကိုးတို့ကတော့ကျွန်တော်တို့9နှစ်ရှစ်ကိုးဒုတိယအကြိုက်ဆုံးအနေနဲ့ထားပြီးတော့ကျန်တာလေးတွေကိုတော့ကျွန်တော်အရင်အနေနဲ့ကစားမှာဖြစ်ပါတယ်။ KI တော့ကျွန်တော်အနေနဲ့ဒီကနေ့ပြေးကျင်တာတော့ဒီလောက်ပဲဖြစ်ပါတယ်။အားလုံးကြိုက်နှစ်သက်မဲ့ရင်ကြိုက်နှစ်သက်တဲ့လူတွေကယူပါမကြိုက်နှစ်သက်တဲ့လူတွေကတော့ကြော်သွားပါ။เนาะနောက်တစ်ခုကျွန်တော်အမြဲပြောပါတယ်ပြောအမြဲပြောတယ်ဆိုတာကျွန်တော်ဒီကီးထိတ်နဲ့ဒီပရိတ်ဒီထားဝခြင်းတွဲနေတာတော့မဟုတ်ပါဘူးတခါတည်းရံမှာကီးထိတ်ကမှန်တယ် ပရိကဒီပြင်ဟာနဲ့တွဲထွက်တယ်နော်အဲတခါကြီးကဒီပရိဟိုဟာပရိကဟိုဟာဒီဟိုပရိနဲ့ကြီးထိတ်နဲ့တွဲသွားတယ်တခါကြီးကကြီးနဲ့ပရိနဲ့တွဲသွားတယ်ဒါမျိုးအများကြီးဖြစ်ဘူးပါတယ်အဲ့တော့နော်ကျွန်တော်တို့ပြောကျင်တာကအမျိုးတို့အနေနဲ့ကြိုက်နှစ်သက်သက်ဆိုကြီးထိတ်ကိုယူယူယူကစားကစားပရိတ်ကိုယူကစားကစားမိမိကြိုက်နှစ်သက်သက်ခဏများနဲ့လဲတွက်ဖက်ပြီးကစားပါနော်ကျွန်တော်ဒီဆရာကြီးတောင်မို့တဲ့အတွက်အမြဲတမ်းဒါကိုကျွန်တော်တွက်တဲ့ခဏန်းသားလေးအောင်ရမယ်ကျွန်တော်ခဏန်းသားလေးဟို ပေါက်ကနန်းလို့ကျွန်တော်အတိအကျမပြောပါဘူးเนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတယောက်နဲ့တောင်ညှိနှိုင်းတိုင်ပင်ဆွေးနွေးအကြံပြုခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီအေးကျွန်တော်ရဲ့ဆွေးနွေးတိုင်ပင်ညှိနှိုင်းအကြံပြုခြင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်เนาะဒါအောင်မလို့ကျွန်တော်နေတဲ့ဗီဒီယိုဖိုင်လေးကိုဒီနားမှာနေမယ်ကျွန်တော်တို့အဆုံးသတ်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အမျိုးများအနေနဲ့လည်းစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဒီရင်တဘာဝ BND မျိုးမျိုးကအဆိုးတွေကနေပြီးကင်းလွတ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ။